ောင်သူတော်ကောင်းပေါင်းတို့မင်္ဂလာပါရှင်ရိုးရဘော်ချန်နယ်ကချန်နယ်ကနေဆီယမရှက်တီကကချစ်ခင်နှစ်သက်စာကျူးစွပါတယ်အားလုံးပဲလှပတဲ့ဘဝတွေကိုပန်းဆိုင်နိုင်ကြပါစေရှင်ဒီနေ့ဆီယမတက်ဆက်ပြီးမှာတော့2025နိုဝင်ဘာလတလလုံးအတွင်းတောက်ကြဘွားတောက်ကြနေမူဘွားသူများအတွေ့အတူဟော့စတန်ဖြစ်ပါတယ်ရှင်အချစ်နှစ်အလားတရားရဲ့နေပြာမှာ Venus ဂျူရဲ့စွမ်းအင်ကိုပန်းဆိုင်ထားတဲ့တောက်ကြဘွားတို့က နုညံ့သိမ်မှုခြင်း၊ဖန်တီးနိုင်စွာမြင်မာခြင်းနဲ့ချမ်းသာမှုတို့ကိုမြင်လို့ခြင်းတို့ကိုပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။နိုဝင်ဘာလမှာဗီနက်ရဲ့အရှင်အဝါကဘလူအလှပဆုံးအပြောင်းလဲတွေကိုယူဆောင်လာမလဲဆိုတာမြမယူရပေရင်ပညာနဲ့အနောက်တိုင်းရဲ့နက်ခက်ပေရင်တို့ပေါင်းစပ်ပြီးအသေးစိတ်ပေါ်ထုတ်ပေးမှာဖြစ်ပါတယ်။တောက်ကြဘွားတို့ကဒီလာထဲမှာအထက်တော့ချက်တကူကတော့မိမိကိုယ်ကိုတံပိုးထားခြင်းပါပဲ။ဗီနက်ဂျိုရဲ့အရှင်အဝါအပြည့်ရှိတဲ့ဒီလာမှာ ငွေကြေးအချက်နဲ့ပတ်သက်ပြီးတော့ကိုပိုင်တန်ဖိုးကိုဘယ်လိုမြင့်တယ်မလဲဆိုတာဆက်လက်ကြည့်လိုက်ရအောင်ရှင်။တောက်ကြပွားတို့ဟာနှစ်လူပွဲကောင်းပြီးဆက်စံရေးပြပြတဲ့သူတွေဖြစ်ပါတယ်။နိုဝင်ဘာလမှာတင်းရဲဆွေဆောင်မှုဆွမ်းဆွမ်းအားအမြင့်ဆုံးကိုရောက်ရှိ နေပါလိမ့်မယ်။မြမရိုးရာ၃၀ချက်အရာဒီလဟာ မြမရိုးရာတုံးတိတောက်ကြပွားတောက်ကြကြုံမြင့်တွေလူမှုဆက်ဆံရေးစီးပွားရေးပူပေါင်းဆောင်ရွက်မှုတွေမှာအထူးကောင်းမွန်တဲ့လက်တလဖြစ်ပါတယ်လုပ်ငန်းကံကံတွေမှာမိဆွေကောင်အပေါင်းအသင်းကောင်းတွေရဲ့အကူအညီအပြည့်အဝရရှိပါလိမ့်မယ်ဒါပေမဲ့မြမရိုးရာအရာအလားအပါဖက်ရှင်နဲ့စိတ်ကံပစ္စည်းများအတွက်ငွေကုန်ကြီးကြပ်များခြင်းကိုတော့သတိထားရပါလိမ့်မယ်လောင်ကစားစောစားမှုတွေကိုလည်းကြောင်ကြားရပါလိမ့်မယ်လူမှုကွေရဲ့ပေါ်မှာ ထင်ပေါ်ခြင်းချီးမွမ်းခံရခြင်းတွေလည်းပေါ်များလာပါလိမ့်မယ်အနောက်တိုင်းဘီရင်ဟော့စတန်အရနိုဝင်ဘာလ၂ရက်နေ့မှာတင်တို့ရဲ့အုပ်ချုပ်သူဖြစ်တဲ့ Venus ကသူ့ရဲ့အိမ်ဖြစ်တဲ့တူရာဒီကိုဝင်ရောက်လာပြီးတော့နိုဝင်ဘာ25ရက်နေ့အထိတော့အားကောင်းနေပါလိမ့်မယ်ဒီအချိန်မှာတရားမျှတမှုဟန်ချက်ညီမှုနဲ့လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေအတွက်အကောင်းဆုံးအချိန်ပါပဲတဲ့ဘဝမှာချိုးယွင်းနေတဲ့ဆက်ဆံရေးတွေကိုပြန်လည်ပြည်လည်အောင် လှုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ဒါပေမဲ့မာကျူရီဂျူဂျူပီတာဂျူရီနောက်ပြန်တင့်နေဒါကတော့စိတ်ကင်းစားမှုနဲ့ပတ်သက်ပြီးအတက်အကျတွေဖြစ်စေတာမို့အပြောင်းလဲဥတွေလိုက်လိုက်ပြောညီတွေဖြစ်အောင်နေထိုင်နိုင်မှုတော့လိုအပ်ပါတယ်။အဓိကသတိပြုရမှာတော့အလွန်အကျွံအပန်းဖြစ်ခြင်းပြီးရင်ခြင်းတွေကိုတော့ရှောင်ရှားတင်ပါတယ်။အောင်မြင်မှုအတွက်အာယုံစိုက်တင်ပါတယ်။ဒီစစ်မှန်တဲ့ကံကောင်းခြင်းသည်တင်းဤဟန်ခြင်းညီတော့ဆုံးဖြတ်ချက်ညာကြောင့်သာဖြစ်ပါတယ်။ ငွေကြီးစီပါရေးနဲ့အတမွေဝမ်းကြောင်းအပိုင်းမှာတော့ငွေကြီးကံပြောရမယ်ဆိုရင်တောက်ကြွားတို့အတွက်ကောင်းမွန်ပြီးတော့ပူပေါင်းဆောင်ရွက်မှုအားဖြင့်တစဉ်အကျိုးအမြတ်တွေရရှိမယ်လာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာအခြားသူတွေနဲ့ညှိနှိုင်းညှိနှိုင်းဆောင်ရွက်ခြင်းကနေပြီးတော့အကျိုးအမြတ်တွေပုံမှန်ရရှိပါလိမ့်မယ်။စီပါရေးမိဖက်အစ်စ်များရှာဖွေမှုတွေစာချုပ် စာတမ်းချုပ်ဆိုမှုတွေကတော့အကောင်းဆုံးအခြေဖြစ်ပါတယ်။အထူးသဖြင့်အမှုပညာဒီဇိုင်း ဖက်ရှင်ဥပဒေရေးရနဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာလောက်ကိုင်းသူတွေကပုံပြီးတော့အောင်မြင်လာပါလိမ့်မယ်။သင်ရဲ့ပုံမှန်တဲ့ဆက်ဆံရေးပြည့်ပြည့်မှုတွေကြောင့်အလုပ်မှာအတိမတ်ပြုခြင်းတွေရရှိပါလိမ့်မယ်။ငွေကြေးကအနေနဲ့ကတော့ငွေငွေဝင်းငွေတည်ငြိမ်နေပြီးတော့အလုပ်မှာတဆင့်ငွေကြေးစီစဉ်မှုတွေကောင်းမွန်နေပါလိမ့်မယ်။အိမ်တော်ဘက်သို့မဟုတ်စီးပွားရေးမိဖက်ရဲ့ငွေကြေးအပေးမှုကြောင့်လည်းဝင်ဝင်နိုင်ပါတယ်။ညီညီညွတ်နယ်မှုအတွေ့အကြုံစတင်မှု အခွင့်အလမ်းကောင်းတွေရရှိပြီးမဲ့လာလေပိုင်းနိုဝင်ဘာလလာလေပိုင်း17ရက်မှာ20ရက်အတွင်းမှာတော့တတိထားပြီးတော့အသေးစိတ်ပြန်လည်စီစဉ်တက်ပါတယ်။လာကုန်ပိုင်းမှာဒီနေ့ကျူရာသီတွင်ပြောင်းချိန်မှာအလှပနဲ့အပျော်ပါတွေကုန်ကြစိတ်ဒီမြင့်တက်လာနိုင်များကိုလည်းထိတ်ကျုပ်တင်ပါတယ်။ရှောင်းဝါမှာတော့အခြားသူတွေကိုအလွန်အကျွံအားကိုးခြင်းဒါမှမဟုတ်စီပွားရေးဆုံးဖြတ်ချက်ချတဲ့နေရာမှာစိတ်ကံစားမှုဥစားပြီးခြင်းနာတွေဥစားပြီးလုံခြင်းတွေကိုတော့ရှောင်ရှားတင်ပါတယ်။ ပန်းရောင်သို့မဟုတ်အဖြူရောင်ကြောင်မြဲရည်ရနာတွေလက်ဝတ်လက်စားတွေဝတ်ဆင်ပေးခြင်းအရတော့တင်းရဲ့ငွေကြီးတုံးစင်မှုကိုပိုမြင့်ပေးပါလိမ့်မယ်။အချီးမှာတောက်ကြပါတို့အတွက်အချစ်တစ်နဲ့ချစ်ချင်းချစ်တစ်နဲ့ချစ်တစ်ဒီရှာဖို့တွေ့ရှိနိုင်ပြီးတော့အချင်းဟောင်းနေနဲ့လည်းတတန်ချင်းဟောင်းနေနဲ့လည်းပို့ပြီးတော့ကြာရှည်စွာချစ်တီခိုင်မြဲနေပါလိမ့်မယ်။အင်းအောင်ရှင် နေစစ်သူဇုံလွဲတွေကတော့ဒီကာလမှာတင်းရဲ့ဆက်ဆံရေးမှာဟန်ကျဲညီမှုနဲ့ငြိမ်းချမ်းမှုကိုပြန်လည်ရရှိစေပါလိမ့်မယ်။အိမ်တော်ဘက်နဲ့ပြည်လေအောင်ညီနိုင်ဆွေးနွေးဖို့အကောင်းဆုံးခြင်းဖြစ်ပါတယ်။လက်ဆောင်ပြီးချင်းအတူတူလှပတော်ခီးထွက်ခြင်းတို့ကတင်းတို့ရဲ့ချစ်ချင်းမြတ်တာကိုပုံမှုခိုင်မြဲစေပါလိမ့်မယ်။လက်ကုံပိုင်းမှာတော့ပြည်내ဂျူရာသီကွင်းပြောင်းချိန်မှာတဝင်းတို့ချင်းနဲ့ပြင်းပြတဲ့ခံစားချက်တွေပေါ်ပေါက်လာနိုင်တာမှုသတိထားတင်ပါတယ်။လူပြိုပြိုများ ဖြစ်တဲ့တောက်ကြပွားတော့တော့ဒီလဟာတင်းရဲ့ဆွဲဆောင်မှုအအကောင်ဆုံးအချိန်ဖြစ်တော့ဘို့လို့ချစ်သူတစ်တည်းရရှိဖို့အခွင့်အလမ်းနဲ့အလုံးကိုရပြပါတယ်။လူရသူရဲ့လွမ်းမိုးမှုကြောင့်တင့်တော်မြတ်တာတဲ့မှတ်ပါပြီးလူမှုရေးအမြင်ရှိတဲ့လူတွေနဲ့လည်းချစ်သူအစ်စ်တွေနဲ့လည်းတွေ့ဆုံနိုင်ပါတယ်။ရရှိအတွက်တော့ကြည်တင်ပါတယ်။အလွယ်တကူစိတ်မပြောင်းပါနဲ့။လူမှုကွင်ရဲ့အတုမဟုတ်လူပညာဆိုင်ရာပေါ်လန်းတဲ့ဘယ်နေရာနေချစ်သူတွေကိုရှောက်ဖို့တွေ့ရှိနိုင်ပါတယ်။ အချီးရေးမှာလှပခြင်းဟူတာမကြည့်ပါနဲ့။ဘောရန်ကိုမကြည့်ပါနဲ့။တည်မြဲသောစိတ်ထားနဲ့တရားမျှတမှုကိုတော့ရှာဖွေတင်ပါတယ်။တောက်ကြပွားတို့ကကျမရင်းနဲ့ပြောရမယ်ဆိုရင်ကြောက်ကယောဂ၊ရေပြားနဲ့ဟော်မုန်းစတဲ့ယောဂတွေကိုတော့ယူဆိုင်တင်ပါတယ်။အလောက်ပါဆိုင်ရာကုသမှုများပြုလုပ်ခြင်း၊အစာအသောက်စနစ်တကျစားတောက်ခြင်းတို့ကသင်ကိုပုံမကျမစေပါလိမ့်မယ်။စိန်ခံပစ္စည်းအစာအသောက်လွန်ကျုံသုံးဆခြင်းကိုတော့ရောက်ရှာတင်ပါတယ်။ စိတ်ပြည့်စုံမှုရှင်းချဖို့ကတော့ဂီတနားထောင်ပြီးချင်းလူပညာလုပ်ငန်းတွေဖန်တီးခြင်းတွေရတော့ challenge တွေကိုပြုလုပ်တင်ပါတယ်တောက်ကြနေမှာဖះရှင်ဟာအဖြူရောင်ပန်း20တဝင်းကိုပူဇော်ပေးလိုက်ပါဒါဟာငူကြီးကံအတွက်အထူးကောင်းမွန်ပြီးတော့လူချီလူခင်ကိုလည်းပေါ်များစေပါလိမ့်မယ် အလားပင်ပစ္စည်းလူတန်းချင်းအင်းမှာရှိတဲ့အလားပင်ပစ္စည်းအဟောင်းတွေကိုဖယ်ရှားပြီးတော့မရှိတဲ့စင်ရဲသူတွေကိုအဝတ်အထည်သို့မဟုတ်အလားပင်ပစ္စည်းများလူတန်းပေးလိုက်ပါဒါဟာကံညံ့တွေဖယ်ရှားပြီးတော့ဘီးနဲ့ရဲ့ကောင်းသောစွမ်းအင်တွေကိုအားဖြည့်ပေးပါလိမ့်မယ်မြတ်တာပူခြင်းညာအိယာမွေမိမိချစ်တော်သူအားလုံးအားယူသားတော်စိတ်ထားဖြင့်မြတ်တာပူအမြဝေလိုက်ပါအချီးရေကံများကောင်းဖို့အပ်ပေးပါလိမ့်မယ် နိုဝင်ဘာလ10ရက်ကနေ10ရက်အတွင်းမှာတော့အချီရေးစီပွားရေးပူပေါင်းဆောင်ရွက်မှုစတင်ရန်အကောင်းဆုံးအချိန်ပြီးဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်ကနေ20ရက်အတွင်းမှာတော့မကျူဒီဂျူပီတာဂျူဒီနောက်ပြန်လက်ချိန်မှုအရေးကြီးကြီးချုပ်ဆိုရမယ့်စာချုပ်စာတမ်းဒီကြီးမားတဲ့ငွေကြီးသုံးစွဲမှုစနစ်တွေကိုတော့ဆိုင်ငက်တင်ပါတယ်။နိုဝင်ဘာလ27ရက်မှာ30ရက်အတွင်းတော့စိတ်ကံစားမှုပြင်ထန်တဲ့အပြောင်းလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။ပြီးတော့ တောက်ကြတာတော့2025နိုဝင်ဘာလမှာအခြေရင်းနဲ့အလားတရာငွေကြီးတွေကိုပေါက်ဆက်ပြီးအကောင်းဆုံးဘဝကိုဖန်တီးရမယ်လတလဖြစ်ပါတယ်။ဟန်ချက်ညီစွာညီညီနဲ့တရားမျှတစွာဆုံးဖြတ်နိုင်မယ်ဆိုလို့ရှိရင်ဒီနိုဝင်ဘာလဟာတင့်တွေအကောင်းဆုံးသော အောင်မြင်မှုတွေနဲ့ချမ်းသာခြင်းတွေကိုယူဆောင်လာပါလိမ့်မယ်ရှင်။ဒီလရဲ့ဆောင်ဖို့ကတော့လှပသောပူပေါင်းဆောင်ရွက်မှုတည်ငြိမ်သောနှလုံးသားဖြစ်ပါတယ်။ အားလုံးပဲကံကောင်းခြင်းနဲ့ချစ်ချင်းမေတ္တာတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။နောက်ထပ်မွေးနေ့နံဖွားတွေအတွက်ဟောစတန်းတွေကိုလည်းဆီယမားကဆက်လက်တင်ဆက်ပေးသွားမှာမို့ရူရဘော channel ကို Lion Secret လုပ်ပေးလိုက်ခဲ့ပါအောင်နော်။နောက်ထပ်ဘလူးပီတင်အကြောင်းအရာတွေကိုသိချင်တယ်ဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါရှင်။အားလုံးပဲကျမ်းမာချမ်းသာပါစေ။ကိုယ်စိတ်နှလုံးရှင်ပြုံးကြပါစေရှင်။